ဒီဗီဒီယိုလေးမှာကျွန်တော်ဖဲခိုးကြည့်တဲ့ပုံစံ၅မျိုးပေါ့เนาะအာဖဲခိုးကြည့်တဲ့ပုံစံ၅မျိုးကိုကျွန်တော်ပြပေးမယ်အာတိပိသားလူတွေကတော့ကြော်သားပေါ့เนาะမသိရသေးတဲ့လူတွေကတော့စက်ကြည့်သွားပေါ့เนาะအဲ့တော့ညာဖဲခိုးကြည့်ရဲ့ခါကျရင်ကျွန်တော်တို့ကနံပါတ်တိုမယ်အတုံးဝင်မှာပေါ့เนาะတချို့ကကျွန်တော်နံပါတ်တိပြီးတော့ မကစားတက်ဖို့ပေါ့နော်အဲ့လိုမျိုးတွေလည်းရှိတယ်။နိုင်နောက်ကြာရင်တော့ကျွန်တော်အခုဗီဒီယိုလေးပြန်တင်မယ်ပေါ့နော်။နောက်ကြာရင်တော့ကျွန်တော်ဘလူကစားနည်းတွေကိုတွဲပြီးတော့ကစားလဲဆိုတာကိုကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်။အခုကျွန်တော်တို့ကဒါဖက်ကလဗန်ထိုးပြပါလေကျွန်တော်တို့ဖက်တော့ခြားရတယ်ပြီ။ဟုတ်ပြီနော်။ပထမဆုံးတစ်ခုကျွန်တော်ပြမယ်ပေါ့နော်။ဖက်ခူးကြည့်တဲ့ပုံစံပေါ့နော်။ကျွန်တော်ဖဲတို့ကိုကောက်ပြီးတော့လက်လက်ထည့်လိုက်မယ်။ကိုင်လို့ရတဲ့လူပြောတာပေါ့နော်။ကိုင်လို့မရတဲ့လူတွေကတော့ဒီဗီဒီယိုဖိုင်ကိုမကြည့်နဲ့ပေါ့နော်။ကြော်သွားလိုက်ပေါ့နော်။အဲ့တော့ လက်ထက်မှာကျွန်တော်နိုင်ပြထားသည်ရှိတော့နိုင်ပေါ့အင်ကြီးရှေးပြထားသည်ရှိတော့အင်ကြီးလက်ရှိပေါ့နော်ကျွန်တော်အခုကင်တယ်လို့မျိုးပေါ့နော်အင်ကြီးလက်ရှိဆိုလဲသူဆွဲတင်ပုံစံမျိုးဆွဲတင်လို့ရတယ်ပြီးရင်ကျွန်တော်တို့ကဖိတိုတိုင်းပြန်ကင်ရလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့အောက်မှာဘာဖြစ်ရှိလဲဆိုတော့ကျွန်တော်တို့ကទីသွားပြီဖြစ်တယ်ဘာကြောင့်လဲဘလို့ទីသွားလဲဆိုလို့ရှိရင်ကျွန်တော်ဒီနိုင်ယူလူပြင်းတဲ့အချိန်မှာကျွန်တော်လက်အောက်ကနေပြီးတော့ဒီမှာဖဲမှာဘာနံပါတ်လဲဆိုတော့မြင်နေရတယ်ဟုတ်နော်ဒီရှေ့ကတော့ကျွန်တော်တို့မမြင်ရအောင်ဖြစ်တယ်၊ကွယ်နေတာဖြစ်ရတဲ့အတွက်ကျွန်တော်ဘယ်သူမှမမြင်အောင်။ဒါပေမဲ့ကျွန်တော်ရဲ့လက်ကြားထဲမှာတော့ဒီမှာမြင်နေရတာဖြစ်တယ် ်ဘယ်နော်ကျွန်တော်ဒီမနာ YouTube ကန်လိုက်တာဖြစ်တယ် Okay ဒါကတော့ပထမပုံစံတစ်မျိုးပေါ့နော်ဒါကအဲကျွန်တော်တို့ဒီဖဲလက်ကောက်ကိုလှည့်ပြီးတော့ကြည့်တဲ့ပုံစံပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကလက်စုပ်ပေါ့နော်လက်စုပ်ကိုတုံးတဲ့လူတွေပေါ့နော်လက်စုပ်ကိုတုံးတဲ့လူတွေကကျွန်တော်တို့ဒီမှာတောင်လက်ညှိုးမှာဝင်တဲ့လက်စုပ်ကဒီလက်လက်လက်ညှိုးကလက်စုပ်ကိုကျွန်တော်ခါလိုက်နိုင်တဲ့တင်ဒီမှာလာပေါ်နေတာဖြစ်တယ်လက်လက်လက်စုပ်မှာပေါ့နော် နံပါတ်ကင်းဆိုတာလာပေါ်နေပါတော့အဲ့တော့ကျွန်တော်တို့နောက်တစ်ခုကိုကျွန်တော်ချင်းလိုက်မယ်အောက်မှာဘာပဲရှိလဲဆိုတာကိုကျွန်တော်အခုမမြင်ရဘူးပေါ့နော်ဟာမမြင်ရဘူးဆိုတဲ့အခါကျတော့ကျွန်တော်ကဖိထုတ်လို့ကောက်လိုက်မယ်ပြီးလက်ပေါ်တင်လိုက်မယ်လက်လက်စုပ်ကိုကျွန်တော်တို့ခွာလိုက်ပြီဆိုတာ ਨੇ အောက်မှာဘာပဲရှိလဲဆိုတာကိုကျွန်တော်တို့မြင်ရပြီအောက်မှာ30ပဲရှိတယ်ဟာโอเคဒါကတော့ကျွန်တော်လက်စုပ်ပေါ့နော်လက်စုပ်ကိုတုံးပြီးတော့ကြည့်ရနောက်တစ်ခုကကျတော့ကျွန်တော်တို့အသုံးများဆုံးကဖုန်းပေါ့နော်ဖုန်းကကျတော့ တချို့ကအခုနောက်ပိုင်းကျဝိုင်းထဲမှာပြီးပြီးတော့မချလာတော့ဘူးချလာရတယ်ဆိုလို့ရှိရင်ဖုန်းနဲ့သုံးရတဲ့ပုံစံတွေအများကြီးရှိတယ်တချို့ကကျတော့ဒီလိုဝိုင်းထဲမှာတိတိကျကျသာချလာတယ်အဲ့တော့ဖဲတော့ကို copy ယူလာတဲ့အချိန်မှာဒီလိုဖြတ်ကျော်လာတဲ့အချိန်မှာဒီမှာဘာပဲရှိလဲဆိုတော့အောင်အောင်မြင်နေရတယ်အဲ့ဒါတစ်ချက်နောက်တစ်ခုကတကယ်လို့ဖုန်းကိုအောက်မှာပြီးမချအောင်ဆိုတဲ့ခါမျိုးမှာကိုကဖုန်းကိုဒါကစားရင်ကစားမယ်ကစားပြီးအခါမှာကျွန်တော်တို့ဒီပုံမှာဒီလိုမျိုးတင်ထားလို့ရတယ်နော်ဒီပုံစံမျိုးထားလို့ရတယ်ဒါဆိုဝိုင်းထဲမှာချလာမယ်ကိုကိုချလာမှာကတ်ထားတာ ဘာလို့ကိုချရာမှာကတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဘူးအဲ့တော့ကျွန်တော်ဖဲတော့ကိုယူလိုက်တဲ့ခါမှာဖဲတော့ကိုလွေးဆောင်းလိုက်တာနဲ့ရတယ်ဒီလောက်တော့နည်းနည်းလေးဒီလောက်တော့လွေးဆောင်းလိုက်တာတဲ့ဒီမှာဘာပဲရှိလဲဆိုတော့ဒီမှာဖုန်းမှာလာပေါ်အောင်လဲအကြောင်းပြောပြီးတော့ဟုတ်နော်နည်းနည်းလေးဟားလိုက်တာနဲ့ရတယ်အဲ့တော့ဖဲဆွဲလို့ရှိရင်လည်းရတယ်နော်ကျွန်တော်လူမျိုးဟားလိုက်တဲ့ဒီမှာဘာပဲရှိလဲဆိုတော့ဟိုဒီမှာဒီတောင်းကအောက်ကနေမြင်ရပါတော့ဒီမှာဟုတ်နော်ဒီပုံစံမျိုးပြရပြလို့ရတယ်ဗောနော်ကိုတိုင်းဆိုရင်ပြောတာဗောနော်โอเคဒါကတော့ဖုန်းကိုအတုံးပြတာဗောနော်ဒါဆိုကျွန်တော်ပြောတာက လက်လှည့်ပြီးကြည့်တာရယ်လက်ဆုပ်ရယ်ဖုန်းရယ်နောက်တစ်ခုကကျတော့ကျွန်တော်နာယီနာယီကိုအခုကျွန်တော်ပတ်ထားတဲ့ပုံစံမျိုးနောက်ကိုပတ်ထားရမှာပေါ့နော်ဒီအနောက်ကိုကြောင်းပြန်ပတ်ထားပတ်ပတ်ထားပြရမှာပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကခုနဖုန်းနဲ့ကြည့်တဲ့လူမျိုးပဲလက်ပေါ်ကိုယူလိုက်တဲ့ခါမှာဒီလိုမျိုးလေးဆောင်းလိုက်ရမယ်လူမျိုးဆောင်းလိုက်တဲ့ဒီမှာဘာနံပါတ်ရှိလဲနံပါတ်ကဒီတောက်မှာဟိုဒီမှာဘာနံပါတ်ရှိလဲဆိုတော့ဟိုဒီနာယီမှာလက်ပေါ်နေရဖြစ်တယ်ဟုတ်ပြီနော်ဒီပုံစံမျိုးကန်တဲ့တဲ့ရင်ကျွန်တော်ဒီနာယီကိုလမ်းကြည့်လိုက်တဲ့တဲ့ရင်ဒီမှာဘာနံပါတ်ရှိလဲဆိုတော့ဟိုမြင်ရတယ်ဒီနာယီကနေ ဟုတ်နော်ဆိုတော့ဒါကကျွန်တော်တို့နံပါတ်4โอเคနံပါတ်5နံပါတ်5ကျတော့ကျွန်တော်တို့ကအရင်တုန်းကမြင်းလဲပြခဲ့တဲ့တုန်းကကျွန်တော်ပြတင်ပြီးခဲ့တဲ့ပုံစံမျိုးလေးပဲဘာပဲရှိလဲဆိုတော့ကြည့်ရခါမှာကျွန်တော်တို့ဖက်တိုကိုကောက်ကိုင်းလိုက်တယ်ခိုင်းမှုလို့ရှိရင်လူမျိုးလို့ပြီးတော့ရိဆွဲလိုက်လူမျိုးလို့ပြီးတော့ဆွဲလိုက်ရမှာဟုတ်နော်ဒီပုံစံမျိုးလို့ပြီးတော့ဆွဲလိုက်တဲ့ခါမှာကျွန်တော်တို့လူဖက်လူခုံးလိုက်တဲ့ခါမှာဒီမှာနံပါတ်ကိုမြင်နေရတယ်နော်ကျွန်တော်တို့ဘက်ကကြည့်ရခါဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခုံးကနေပြီးတော့ကျွန်တော်တို့နံပါတ်ကို မြင်ရတယ်ဒီမှာခုံးထားတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ဘက်ကနေပြီးတော့ဒီဘက်ကိုမြင်နေရချင်းဖြစ်တယ်ဟုတ်ပြီနော်ညီကိုတို့ဘက်ကနေပြီးကြည့်မှဆိုလို့ရှိရင်လည်းတတူပဲဖဲတို့ကိုကျွန်တော်တို့ခုံးလိုက်ပြီးဆိုတိုင်းမှာနံပါတ်လာမြင်နေရရတာဟုတ်ပြီနော်အဲ့တော့ခုပကလူမြင်ရမှာဆိုတော့ကျွန်တော်တို့ဖက်တို့လူမျိုးကိုကန်းလိုက်တာလူမျိုးကန်းလိုက်တာဖြစ်တဲ့ကြောင့်ဒီဖက်ကိုကျွန်တော်တို့ကမြင်ရတယ်ပေါ့နော်ဒါကတော့နံပါတ်5ပေါ့နော်အဲ့တော့ဖက်ကိုကြည့်ရပုံစံတွေကတော့အများကြီးရှိတယ်နံပါတ်3ပေါ့ခေါ်နံပါတ်3ပေါ့တော့ဘာလို့လို့ရလဲ ံပါတ်3ပါလို့ရှိရင်ကျွန်တော်တို့ကစားလို့ရတဲ့ဟာတွေကအများကြီးရှိတယ်ကျွန်တော်တို့က hand slide နဲ့တွဲပြီးကစားမလားသူမို့နှစ်ယောက်တွဲပြီးတော့ကိုယ်နဲ့တွဲဆောတဲ့တငယ်ချင်းကိုအနိုင်ပြီးပြီးနိုင်နိုင်ပြီးပြီးကစားမလားကိုယ်ကကိုယ်ပြောက်တယ်ပဲ hand slide သုံးပြီးတော့ကိုလိုချင်တဲ့ဖယ်ဆွထုတ်ပြီးတော့ကစားမလားအဲအဲ့လိုကိုကျဲတဲ့ပုံစံမျိုးကစားလို့ရတယ်ပေါ့နော်အခုကကြတော့ကျွန်တော်ရဲ့ channel ထဲမှာကကြတော့တော်တော်များများကကစားတဲ့ပုံစံတွေကိုသိရ ဒီကစားရွက်တွေကိုလည်းတည်တယ်ဒါပေမဲ့မတုံးတက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကအပြင်မှာတကယ်ဆရာဆရာကြီးတွေပေါ့နော်ဘယ်လိုပုံစံမျိုးကစားလဲဆိုတာကိုကျွန်တော်ဗီဒီယိုဖိုင်နေနဲ့ကျွန်တော်ပြပေးမှာပေါ့နော်အဲ့ဒီဟာကိုကြည့်ပြီးရင်တော့ညီကိုလေးတွဲပြီးတော့ကစားတက်မှာပေါ့နော်အဲ့ဘယ်ကစားနည်းကိုပဲတုံတုံကျွန်တော်တို့ခုရဲတုံလို့မရဘူးပေါ့နော်လင်းငါးခုတွဲပြီးတော့တုံမှကစားလို့ရတာပေါ့နော်โอเคဒီအောင်လေးကတော့ကျွန်တော်တို့ဒါဖဲခိုးကြည့်တဲ့ပုံစံပေါ့နော်ဒီလောက်လေးပဲပေါ့နော်